emotional intimacy စိတ်ခံစားမှုဆိုင်ရာနှိကမှုဆိုတာတကယ်ကိုတည်ငြိမ်ပြီးခိုင်မာစွာနဲ့အရာအလုံးနဲ့ချိတ်ဆက်ပေးရဖြစ်ပါတယ်။ကျမတို့ရဲ့အုံနောက်ကို wifi ဆက်တစ်ခုလိုသတ်မှတ်ကြည့်လိုက်ပါ။ကျမတို့ရဲ့စိတ်ခံစားမှုတွေကောင်းနေတယ်ဆိုရင်အရာရာအလုံးကအစင်ချောချောနဲ့လှုပ်ဆောင်သွားတာဖြစ်ပါတယ်။ဒီနေ့ကျမတို့ရဲ့စိတ်ကနေပြီးစိတ်ခံစားမှုဆိုင်ရာရင်းနှီးမှုတွေကကျမတို့ရဲ့စိတ်တွေကို ြန်လည်အားဖြည့်ပြီးရဲ့နီလန်းလေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်။ဒီမှာတခုပြောချင်တာကဒီနေ့ပြောပြမယ့်အကြောင်းအရာက romantic sun နဲ့အချစ်အကြောင်းမဟုတ်တာကိုပြောပြချင်ပါတယ်။နံပါတ်1တတောက်တတာခံစားရဖို့ကိုတွင်းကပျော်ရွှင်မှုကိုရှာဖွေပေါင်းဆက်ခြင်းကိုပြောနေတဲ့စကားတွေကိုတေချာနားထောင်ပေးတဲ့သူနဲ့ရှိနေတဲ့အခါဆိုရင် ကျမတို့ရဲ့အုံနောက်ကနေတငယ်ချင်းသုံးပေါ်ကိုထုတ်လုပ်ပေးပါတယ် ဒါတွေက oxytocin, dopamine နဲ့ serotonin တို့ဖြစ်ပါတယ်။ပျော်ရွှင်စရာအချိန်တွေကိုပြန်တွေးလိုက်ရုံနဲ့ oxytocin ကလုံခြုံတယ်ဆိုတဲ့ခံစားမှုကိုပေးပါတယ်။ dopamine ကတော့ချိတ်ဆက်မှုတွေကိုခံစားစေရပြီး serotonin ကတော့ညံ့ညောက်သားရတဲ့ခံစားချက်တွေကို ထုတ်လွှင့်ပေးတယ်လို့လေ့လာသူတွေကဆိုထားကြပါတယ်။2008ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Nature Communication Study မှာပြောပြထားတာကတော့ စစ်မှန်တဲ့နောက်ကျိုးတွေရှိတဲ့သူနဲ့ပြောဆိုတဲ့အချိန်9မိနစ်စာလေးကပင်ဒိုဖာမင်းကိုထုတ်လွှင့်ပေးပြီးကျမတို့ရဲ့အုံနောက်ကိုကောက်ကောင်းလေပတ်စေပါတယ်။နံပါတ်1 stress hormone တွေကိုကျမတို့ရဲ့ခန္ဓာကိုယ်ကဘယ်လိုထိန်းချုပ်ပေးသလဲ။ကျမတို့ရဲ့အုံနောက်ကကျမတို့ရဲ့ခံစားချက်စင်တာတစ်ခုလို့ရတယ်လို့အချက်ပေးတဲ့စနစ်တစ်ခုလည်းဖြစ်ပါတယ်။ ကိုကလုံခြုံတယ်လို့ခံစားရတဲ့သူနဲ့ရှိနေတဲ့အချိန်မျိုးမှာဆိုရင်ဘာအချက်ပြမှုမှပြမှာမဟုတ်ပါဘူးကော်တီဆောလို့ခေါ်တဲ့စိတ်ဖိစီးစေတဲ့ဟော်မုန်းတွေလည်းရော့ကျသွားတာဖြစ်ပါတယ်2020ခုနှစ်တုန်းကပြုလုပ်ခဲ့တဲ့စိတ်ပိုင်းဆိုင်ရာအာယုံကြောပဆိုင်ရာစမ်းသပ်မှုတစ်ခုမှာတော့လူအများရှိမှစကားပြောရတာအချိန်အကန့်အသတ်နဲ့စကားပြောရတဲ့အချိန်တွေမှာစိတ်ဖိစီးမှုတွေအများဆုံးကြုံတွေ့ရတယ်လို့ဖော်ပြထားပါတယ် ဒါပေမဲ့ကိုရခင်မင်းရင်းနှီးယုံကြည်ရတဲ့တငယ်ချင်းတယောက်ယောက်က ကို့အနာမှာရှိတယ်ဆိုရင်ကော်တီဆောလို့ခေါ်တဲ့စိတ်ဖိစီးစီးတဲ့ဖုန်မုန်းကပိုကျဆင်းသွားတယ်လို့ဖော်ပြထားပါတယ်။ You're not alone ဆိုတဲ့ကိုကိုတိုင်းယုံကြည်ရတဲ့သူစီကနေပြောတဲ့စစ်မှန်ပြီးရိုးရှင်းတဲ့စာကြောင်းလေးတစ်ကြောင်းကတခြားစိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ကုသဖို့လုပ်တဲ့ကုထုံးတွေတက်ပိုပြီးလွယ်ကူတာကို တွေ့ရမှာပါ။နံပါတ်3 အကောင်းဆုံးဆုံးဖြတ်ချက်တွေကိုလောက်ဆောင်နိုင်ခြင်းကိုချင်းစာစိတ်ရှိတဲ့လူတယောက်နဲ့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုညှဝေခြင်းကကျမရဲ့စိတ်ခံစားချက်တွေကိုထိန်းညှိပေးပြီးကောင်းမှုနဲ့ဆုံးဖြတ်ချက်တွေကိုလောက်ဆောင်နိုင်မှုတာဝန်ရှိတဲ့ကျမရဲ့အုံနောက်အရှိချမ်းပိုင်းကိုသတင်းပို့ဆောင်တာဖြစ်ပါတယ်လေးလာသူတွေရဲ့တွေ့ရှိချက်အရာတကယ်ကိုချင်းစာစိတ်အပြည့်နဲ့နားထောင်တတ်တဲ့လူတယောက်နဲ့စကားပြောတဲ့အခါမှာဆိုရင်ကျမတို့ရဲ့ အရှိဖျားမှာရှိတဲ့အုံနောက်အရှိချံကကိစ္စတွေကိုရှင်းရှင်းလင်းလင်းတွေးတတ်ဖို့ဆုံးဖြတ်တတ်ဖို့ကူညီပေးကြအောင်ဖော်ပြထားကြပါတယ်။ပြောရမယ်ဆိုရင် ကော်ဖီတစ်ခွက်တောက်လိုက်မှစိတ်ကြည်သွားတယ်လို့မျိုးဖြစ်စဉ်လိုမျိုးဖြစ်ပါတယ်။နံပါတ်၄ယုံကြည်မှုအတွက်အုံနောက်လမ်းကြောင်းတွေကပုံမှုခိုင်မှန်းလာခြင်းလုံခြုံမှုတွေကိုခံစားမိတိုင်းကျမတို့ရဲ့အုံနောက်ကယုံကြည်မှုတွေအတွက်လုပ်ငန်းအသစ်တွေကိုလှုပ်ဆောင်နိုင်မှုဖန်တီးပေးနိုင်ပါတယ်။ ခခတလဲလဲဘေးကင်းတဲ့အပြန်အလှန်တုံ့ပြန်မှုတိုင်းကကျမတို့ရဲ့အုံနောက်အတွင်းပိုင်းမှာရှိရဲ့ယုံကြည်မှုဆိုတဲ့စာကစ်ပြားတွေကိုအားကောင်းစေတာဖြစ်ပါတယ်။အုံနောက်အတွင်းကဒီဖြစ်စဉ်ကိုသူတည်တည်တွေကတော့ experience dependent plasticity အတွေ့အကြုံပေါ်မူတည်သောအုံနောက်ပြောင်းလဲနိုင်မှုလို့ခေါ်ဆိုထားကြပါတယ်။ပြောရမယ်ဆိုရင်ကျမတို့ယုံကြည်ရတဲ့လုံခြုံတယ်လို့ခံစားမိတဲ့လူတစ်ယောက်နဲ့တွေ့တိုင်းကျမတို့ရဲ့အုံနောက်ကလုံဆောင်ပုံ သတင်းပို့ခွန်တွေကိုပြောချင်တာဖြစ်ပါတယ်။စိတ်ပညာရှင်စူးချွန်ဆန်ကတော့ဒီလိုချင်အောင်မှုတွေက anxiety and depression ကိုတော့ချော့ချပေးနိုင်တယ်လို့ဆိုထားပါတယ်။နံပါတ်5နာကျင်မှုတွေကိုတော့တတ်တာစီချင်း။2023ခုနှစ်လူမှုရေးသိမြင်မှုနဲ့ထိရောက်သော အာရုံကြောသိပ်ပံလေးလာမှုတစ်ခုမှာနာကျင်မှုစမ်းသပ်မှုအတွင်းကိုယ့်အဖော်ရဲ့လက်ကိုစောက်ကင်ထားသူများက အုံနောက်ရဲ့နာကျင်မှုကိုလှောက်ဆောင်တဲ့နေရာများမှာလှောက်ရှားမှုနေပါကြောင်းတွေ့ရှိခဲ့ကြပါတယ်။အခြေခံအဖြစ်ပြောရမယ်ဆိုရင်ကိုယုံကြည်စိတ်ချရတဲ့ကိုယ့်ရဲ့အဖို့နဲ့ထိတွေ့ခြင်းကနာကျင်မှုတွေကိုရှော့ချပေးနိုင်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ပဲနျူထရီစာပွေဖက်ခြင်းလက်ကိုဆုပ်ကင်ထားခြင်းနဲ့ငါမင်းကိုနားလဲပါတယ်။ မင်းတယောက်တည်းမဟုတ်ဘူးစတဲ့အပြုအမူတွေစကားလုံးတွေကြောင့်ချမ်းတက်တဲ့နေ့ရက်တရက်ကို ရှင်သန်နိုင်တယ်လို့ခံစားရစီပါတယ်။နံပါတ်6တီထွင်ဖန်တီးနိုင်စွမ်းနဲ့ကြီးထွားမှုကိုတိုးစီခြင်း။ကျမတို့ရဲ့အုံနောက်ကလုံခြုံမှုကို ခံစားရတဲ့အခါပို့ပြီးတတိရှိကြပါတယ်။ supportive ဖြစ်တဲ့ relationship ကစုလန်းတဲ့တင်ယူမှုတွေကိုပုံမအသက်ဝင်စင်ပြီးအစ်စ်အစ်စ်ဆိုတဲ့အရာတွေကို တင်ချားနိုင်မှုအတွက်ကျမတို့ကိုပုံမှုပွင့်လင်းစေပါတယ်။ UNC မှာသူတေတိများကဒီလိုပတ်မှုကူညီမှုကစူးစမ်းရှာဖွေမှုကိုအားပေးကြောင်း တွေ့ရှိခဲ့ကြပါတယ်။ကျမတို့ရဲ့အုံနောက်ကစိတ်မပူပါနဲ့ငါတို့ရှိတယ်အခုဒီအေဂျင်စီကို အကောင့်ထည့်ဖော်လိုက်ပါလို့ပြောတယ်လို့မျိုးဖြစ်ပါတယ်။နံပါတ်9အထူးချက်မှုတွေကိုတတ်တာစီခြင်းဒီအချက်ကတော့တကယ်ကိုမိုက်တဲ့အချက်ဖြစ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာရင်းနှီးမှုကနှွေးထွေးမှုကိုပေးရုံများမကပဲအထီးကျန်ခြင်းရဲ့ဆိုးကျိုးများကိုနှေးပါးစေပါတယ်။အချိန်အကြာကြီးထိုင်ပြီးသင်ယူမှုတွေကအထီးကျန်မှုတွေစိတ်ဖိစီးမှုတွေကိုခံအားနည်းမှုတွေနဲ့ကြုံတွေ့နိုင်ပါတယ်။ဒါပေမဲ့အတူချုံပြောရမယ်ဆိုရင်အတိတ်ပဲရှိတဲ့စကားဝိုင်းကိုနဲ့ခုနရှင်မိတဲ့သူတို့နဲ့စကားပြောဆိုခြင်းကသွေးလက်ပတ်မှုကောင်းပြီးစိတ်ဖိစီးမှုကိုချော့ချနိုင်ပြီးစိတ်ကိုလန်းဆန်းနိုင်ပါတယ်။ ောရရင်လူမှန်သူမှန်နဲ့စကားပြောဆိုခြင်းကကျမတို့အတွက်အများကြီးအကျိုးရှိတယ်လို့ပြောချင်တာဖြစ်ပါတယ်။ဒီတစ်နှစ်ကုန်ဆုံးသွားရင်တော့ကျမတို့ကစိတ်ခံစားမှုဆိုင်ရာရင်းနှီးမှုကိုမျက်သက်ရုံနဲ့မကပဲရှေ့ဆက်ပြီးရှင်သန်မှုအတွက်ပါခွန်အားတွေကိုရရှိနိုင်ပါတယ်။အကောင်းဆုံးအချက်ကစိတ်ခံစားမှုဆိုင်ရာရင်းနှီးမှုကချစ်သူတွေမှမဟုတ်ပါဘူး။ ကိုယ့်ရဲ့မောင်နှမသားချင်းတို့နဲ့လမ်းအထူလျှောက်တာနှလုံးသားချင်းရင်းနှီးတဲ့တငယ်ချင်းနဲ့အထူချိန်ကုန်တာဒါမှမဟုတ်တယောက်တည်းထိုင်နေရင်ကိုချင်းစာတရားတွေကနေတော့တည်ယူနိုင်ပါတယ်ဆိုတော့ကျမတို့တွေကိုကိုကိုမေ့ချရအောင်ဘလို့အချင်းတွေကကျမတို့ကို စိတ်သက်သာရစေတာလေဖုန်းကတခုကနေလားစာတူလေးတစ်ချောင်းမင်းအဆင်ပြေရဲ့လားနေကောင်းရဲ့လားဆိုတဲ့စာတူလေးတွေကနေလား အားလုံးပဲစစ်မှန်တဲ့ငြိမ်းချမ်းပျော်ရွှင်မှုတွေကိုပိုင်ဆိုင်နိုင်ကြပါစီလို့ကျမတို့စိတ်ကနေပြီးလေးလေးနက်နက်နဲ့ဆန္ဒပြုလိုက်ရပါတယ်